မိတ်ဆွေများလုံးမင်္ဂလာပါအခုကျွန်တော်တို့အထူရီတာ6စီဆိုင်စီရီတာဖက်မှာနောင်ကြောကြောအုပ်စုနဲ့တောင်ချေကြောအုပ်စုတွေမှာရှိတဲ့ကြေးရသချို့ကိုစီဆိုင်ဒီစီဆိုင်စီရီတာတွေကနေပြီးတော့မှထုတ်ပြန်ချက်သဆောင်ထုတ်ထားတာရှိတယ်ပေါ့နော်ပြောမယ်ဆိုရင်ဒါမေတ္တာရက်ခံတဲ့စာလို့ပြောလို့လည်းရတယ် ဲ့ဒါဘာစားလဲဆိုရင်ဒီတောင်ချိကျွအုပ်စုနဲ့နောင်ကျွကျွအုပ်စုအစွန်ဘက်မှာအသွင်းပိုင်းကိုပြောတာမို့အစွန်ဘက်မှာဥမာစလောင်းထောင်တို့ကောင်ကောင်ထိုတို့အာပြီးတောင်ချိကျွအုပ်စုဘက်မှာရှိတဲ့အာနောင်ဘိုတို့ကလာလမ်တို့ဆိုတာရှိတယ်အဲ့ဒီဘက်ချမ်းမှာဘာတွေဖြစ်နေရလဲဆိုလို့ရှိရင်အခုကဒီအကြမ်းဖက်တောင်ကျန်းသူတွေကအဲ့ဒီနေရာမှာခိုအောင်ပြီးတော့မှနေထိုင်နေတာရှိတယ်နော်အဲ့တော့ ဒီကောင်တွေကပြည်သူလူထုတွေကိုကာပါယူပြီးတော့မှအဲ့ဒီနေရာမှာနေတာနော်အဲ့ဒီနေရာမှာနေတော့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီဒေတာမှာရှိနေတဲ့ဒေတာဒေတာကပြည်သူလူထုတွေကစီပွားရေးကြားမာရေးလူမှုရေးတွေအကုန်လုံးဆုံးရှုံးနေတယ်။ဘာတစ်ခုမှအလုပ်မဖြစ်ဘူး။အဲ့တော့ဒီကောင်တွေရှိနေတဲ့ရွေကအဲ့ဒီဒေတာမှာစီပွားရေးကြားမာရေးစိုက်ပျိုးရေးကစားဘာမှလွတ်လွတ်လပ်လပ်လုပ်လို့မရဘူး။နောက်ပြီးတော့ကလေးတွေရဲ့ပညာရေးတွေလည်းဆုံးရှုံးတယ်။နော်အဲ့တော့ အဲ့ဒီအရာကိုမောင်းထုတ်နိုင်ဖို့အတွက်ကဒီဒီကောင်တွေကနပတ်တိမြေတားရက်ခံတယ်ခင်ဗျားတို့ကိုနေကိုနေပါကိုနေမြေတဲ့ကိုကိုငင်းချင်းချားနေပါလို့မြေတားရက်ခံတယ်မရမရတော့ဒီကောင်တွေဘာနဲ့လောက်ရအောင်လဲတိုက်ထုတ်ရုံပဲကြံတယ်နော်အဲ့တော့ဒီဘိုးမျိုးသားတတ်မတော် PNA ရဲ့အနေနဲ့မြေတားရက်ခံတယ်အာနပတ်တိမြေတားရက်ခံတယ်သူတို့ကကိုနေကိုကိုမနေဘူးဆိုလိုတာကအဲ့ဒီဖက်ချားမှာက ဒီ PLNA တွေပေါ့နော် PLNA တွေကသူတိန်ဥဆောင်တဲ့ဖွဲ့နဲ့အာ PNDF လို့ဒီမြစ်ထုံးဥဆောင်တဲ့ဖွဲ့ဒီကောင်းနေရတော့တဖွဲ့တည်းပါပဲအဲသူတို့ကအဲ့ဒီနားမှာတတော်လာလာကြီးလုံနေเนาะကိုယ့်နေရာကိုမနေဘူးအဲ့တော့မြစ်ထုံးအနေနဲ့အာကိုယ့်နေရာကိုနေတဲ့နဲ့မြစ်ထုံးဆိုလို့ရှိရင်ကြရပြီနေနေစတဲ့မှာနေနေလို့ကြားတယ်နော်အဲ့တော့အဲ့ဒီနေရာမှာပဲအခြေချဖို့လို့တယ်ဒီဇလောင်းထောင်ဖဲတို့ရန်ကင်းမဲမှာမနေတဲ့ဘူး နော်နောက်တစ်ခုက PLN PLN ရဲ့လှုပ်ရှားရနေမြေကအာဘမ်မတ်နော်မောင်မဲမြို့နဲ့ဘဲချမကရူကြီးကရူလေးရှိတယ်အဲ့ဒီဘဲချမတာသူတို့ရဲ့လှုပ်ရှားရနေမြေဖြစ်တယ်သူတို့အဲ့ဒီနေရာပြန်သွားလိုက်ရင်ဒါပြဿနာဘာမှမဖြစ်ဘူးနော်အဲ့တော့အခုဒီပြည်သူလူထုတွေကိုယာယီချွေယာယီပြောင်းချွေခိုင်းတယ်ဆိုတာဒီအကြမဲ့တောင်းကျမ်းသူတွေကိုဒါရှင်းထုတ်ဖို့အတွက်နော်နှိမ်နင်းဖို့အတွက် ဒါကြိုတင်ပြီးတော့မှအတိပေးတာဖြစ်ပါတယ်နော်အဲ့တော့ဒီကောင်တွေကတစ်ချိန်တစ်ခါတော့ငါဆိုလို့ရှင်ဇန်နဝါရီလ22ရက်နေ့အဲ2024ပေါ့နော်အဲ့ဒီတော့ငါဆိုလို့ရှင်တယ်တို့ရဲ့ထုတ်ပြန်ချက်တွေပြန်ကြည့်လို့ရပါတယ်အဲ့မှဆိုရင်စီဆိုင်မြို့နယ်ကပြည်သူလူထုတွေဘယ်နေ့ဘယ်ချိန်ဘယ်နှစ်နာရီမှစီဆိုင်မြို့ကနေထွက်ကြပါတို့ရချင်းချောက်တာနော်အဲ့ပြီးလို့ချင်းအာနမ်အော်တို့ အာဒီစီဆိုင်နဲ့ပြည်တော်ဆုလမကြီးတဲ့ဂျောပါရှိတဲ့ကြည်ရတွေကိုပြောင်းချွေခိုင်းတယ်။နောက်ဆုံးအထိပဲတိတော်သူတို့စာထုတ်ပြန်လဲဆိုလို့ချင်းကက်ကူဒီအထိသူတို့မနေကြဖို့ဆိုပြီးမှသူတို့ကစာထုတ်ပြန်ပြီးပြည်သူလူထုကိုချိန်ချောက်ခဲ့တယ်။နော်ဒါပေမဲ့သူတို့ဘလို့ကြွေးမွေးမယ်ဘယ်နှထားမယ်ပြည်သူလူထုရဲ့ဒီဟိုနေရာဒီနေရာပြောင်းချွေပေးပါဆိုတဲ့စာတော့မပါခဲ့ဘူး။သူတို့ကလူထုကိုထွက်ခိုင်းတယ်ပြီးရင်လူထုတွေပြည်ပစ္စည်းဥစ္စာတွေကိုခိုးယူတယ်တိမ်သွင်းတယ်ပြီးမိချို့တယ်ဖျက်ဆီးတယ် ဒါတို့ရဲ့လုံနေကြပုံစံအခုဒီ PNA ဘက်ကနေဒီ C sign စစ်တွေသားကနေထုတ်ပြလိုက်တဲ့စာကပြည်သူလူထုတွေကိုပြောင်းချွေရမယ့်နေရာလဲပြောပြပေးထားတယ်နော်တပီးဒီပြောင်းချွေတဲ့နေရာမှာလဲစာဝန်ကြီးကိစ္စတွေကိုလုံးစီစဉ်ပေးဖို့ဒါပြင်ဆင်နေတယ်နော် အဲ့ဒါပြီးလို့ချင်းဒီပြည်သူလူထုတွေဘေးကင်းအောင်ပြည်သူလူထုတွေကိုယ့်ရကိုယ့်ရဒီကိုယ့်ဒေသမှာလူလဆွာနေထိုင်နိုင်အောင်ဒီအချက်မဲ့တောင်းကျမ်းသူတွေကိုနှိမ်နှင်းမယ်နှိမ်နှင်းပြီးသွားရင်ကိုယ့်နေရာကိုသူတို့လည်းသူ့နေမြေသူပြန်သွားကြပြီဆိုလို့ဆိုချင်းပြည်သူလူထုတွေအနေနဲ့လည်းခုနပြောတဲ့နောင်ကြောကြောအုပ်စုနဲ့တောင်ချစ်ကြောအုပ်စုအစွန်ဖက်ရှိတဲ့ကြီးရတဲ့ကိုယ့်ရကိုယ့်ကိုယ့်ဒေသကိုအေးချမ်းချမ်းနဲ့ပြန်နေနိုင်မှာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မို့လို့ဒီအခုစစ်ဒေသဒီစီဆိုင်မြို့နဲ့စစ်ဒေသကနေပြီးတော့မှထုတ်ပြန်ချက် အပေါ်မှာတချို့မီဒီယာတွေကတော့ပြည်သူလူထုအာဥယေ6000ကျော်ကိုအပြောင်းချွေခိုင်းတာတို့ဘာတို့အတင်းရေးတာပြောဆိုနေကြတာပေါ့နော်ဒါပေမဲ့အခုလိုလုပ်နေရတာဆိုတာလည်းဒီအကြမ်းဖက်တောင်းကျမ်းသူတွေကအဲ့ဒီနေရာမှာရှိနေလို့သာဖြစ်ပါတယ်အဲ့တော့ဒီအကြမ်းဖက်တောင်းကျမ်းသူတွေကြောင့်ပြည်သူလူထုတွေဒုက္ခခံစားနေရတဲ့ခံစားချက်ကိုတော့ဘယ်မီဒီယာမှမထုတ်ပြအောင်မရေးတာအောင်နော်အဲ့တော့အဲ့ဒီဘက်ချမ်းမှာမင်းကြီးကျက်လိုက် နော်အင်ချေအာပြည်သူလူထုဒီနောင်ကြကြအုပ်စုကောဒီတောင်ရှိကြအုပ်စုကောအဲ့ဒီမှာရှိတဲ့အင်ချေ90လောက်နေကြီးကြီးလိုက်ဒီအကြမဲ့တောင်ကျန်းသူတွေကိုလက်ခံသလားလို့ဘယ်သူမှလက်မခံဘူးမပြောရဲလို့ဒါသူကမပြောရဲတာမပြောတာပဲရှိတယ်နော်အဲ့တော့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်တာကတော့ပြောစရာအကြောင်းတော့အများကြီးမရှိဘူးအဓိကတော့ဒီကျမ်းမဲ့တောင်ကျမ်းသူတွေကိုနှိမ်နှင်းပြီးပြည်သူလူထုတွေအနေနဲ့ငိမ့်ချမ်းစွာနေထိုင်သွားလာနိုင်ဖို့အတွက် လှုပ်ဆောင်တယ်ဆိုတာကျွန်တော်သင်ပြတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်